ကဲအမျိုးလိုရေးမင်္ဂလာပါမင်္ဂလာပါနော်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဟုတ်လားကဲဒီနေ့တော့တဏီကုံစာခဏကနော်ပြိဋ္ဌိကတော့ကြပါတယ်ဒါမင်းနဲ့မနဲ့နဲ့ညပြိဋ္ဌိပြောင်းမှန်းနေလန်းအောင်နဲ့နော်ညနေပဲ၃ရှစ်ပြိဋ္ဌိကမနဲ့ကကြာပြီမနဲ့၁၆ကြာတော့ညနေမှသွားကြာတယ်ပြောင်းမှန်းနေဖြစ်ကုန်တော့ကြည့်အဲ့လိုလေလို့သူလောက်တာကရောက်သွားလည်းမသိဘူး ်အော်တော်မနော်မနေ့ကျတော့မနေ့ပိုင်းရကြည့်ပါဦးကြိုက်ဆုံးမလေးဒီတစ်6ပြိမနေ့ကျတော့မနေ့ပိုင်းမှာတစ်6အချိန်ကြာတယ်နော်ညနေပိုင်းကကိုကဘယ်ရောက်လာလဲအော်တော်မပြိရှင်းနဲ့ငါးတုံညာအချိန်ရမကြဘူးနော်အတော့ညအချိန်ရမကြမကြမနာမပရိတ်တော့ကြပရိတ်ကြပြန်တော့လေပရိတ်ရှက်ကမနဲ့ကြပြီနောက်မနက်ကမနက်ပိုင်း16ပရိတ်ကတော့မလေး16အချိန်16ပရိတ်ကညနေမှာ16ကတော့ပြန်ကြ နော်ပရိဒိရတော့မှန်ပါရဲ့ဒါပေမဲ့မနေ့ညလွဲကုန်လားကဲအဲ့တော့မနေ့ပြန်ကိုဆရာတို့ဘယ်လိုလုပ်ကြမလဲဆိုတော့ကဲမနေ့ပြန်ကိုတော့ဒီမှာဒီ side side ကတော့ဆရာဒီကောင်ဒဲတကွက်တယ်နော်ဒါမနေ့ပိုင်းကိုမနေ့ပိုင်းဒဲတကွက်တယ်ဒီကောင်လေးကြဆိုင်လေးတော်တော်ညီရယ်လေးဒီ side ဆရာတော်တော်ကြိုက်တယ်နော်ဒီ side ကိုတော်တော်ကြိုက်ထားတယ်အဲ့တော့ဒီ side နဲ့အခုဒီ side ကတကွက်ထဲလာမယ်နော်မနေ့ပိုင်းကိုတကွက်နောက်တစ်ခါဒီဘက်မှာကတစ် side နော် ီဒီဆိုင်ကမနက်ပိုင်းကိုသူကဒါကဘလို့လာမလဲဆိုဒီကောင်ကနှစ်ကွက်လာမယ်နော်ဒီကောင်ကနှစ်ကွက်လာမယ်ဆိုတော့အဲနှစ်ကွက်မဟုတ်ဒီက၄ကွက်နော်ရထိတ်စီးနှလုံးနဲ့အပိတ်နှလုံးနဲ့၄ကွက်သွားမယ်ဆိုတော့မနက်ပိုင်းကိုသူက၅ကွက်ကြာမယ်ညနေပိုင်းကျတော့နှစ်ကွက်နော်ညနေပိုင်းနှစ်ကွက်၃ကွက်အဲညနေပိုင်း၃ကွက်ဆိုတော့တနေ့ကုန်စားမနက်ပိုင်း၅ကွက်ညနေပိုင်း၃ကွက်ဟုတ်လားတနေ့ကုန်စား၈ကွက်ပေါ့နော်အဲ့လိုလာမယ်ဟုတ်လားကဲအဲ့တော့တိတ်ပြီးရွှေရှိဝူးပြောမနေအောင်နော်ကဲကြည့်ရအောင် ကြည့်ရအောင်ဆိုတော့ဇာတ်လည်းအကောင်းဆုံးတော့ကြိုးစားပေးထားပါတယ်လို့နော်မိတ်ဆွေတို့ကဲဒါဆိုရင်ဒီဇာတ် special site ကနောက်ပြီးတော့ပြီးမှကြည့်မယ်နော်ဟလာပြီးကပြီးသားမှကြည့်မယ်ဒီ site ကဟလာနော်အဲ့တော့တကွက်ကောင်း site အဲ့ဒါနော်ဒီကောင်းက၄ခွက်ဆိုတော့၅ခွက်ထုတ်မယ်နော်မနက်ပိုင်းကဲဒါဆိုရင်အခုမနက်ပိုင်းကိုအရင်ကြည့်ရအောင်နော် နက်ပိုင်းကိုအရင်ကြည့်အောင်ဆိုထိတ်စီးနှလုံးအရင်ပြအဲ့လိုပဲလေးပင်ကူနော်ညာလိုပဲမနက်ဒီနေ့ဆိုင်ပြီးမယ်ဒီမှာတစ်ပင်ဒီမှာနှစ်ကြိမ်ဒီမှာသုံးကြိမ်ဒီမှာလေးကြိမ်လေးပင်ကူနော်နောက်ဒီသုံးပင်ဒီကောင်ကြတော့သုံးပင်ကူသုံးပင်ကူပြင်မယ်လို့သူကမတ်တပ်နဲ့လာတာအရန်ကောင်းတယ်ဒီဆိုင်လေးကြိုက်တယ်လေနော်အဲဒါဆိုကြည့်အောင်ဒါဆိုကြည့်အောင်ဆိုတော့ဒီမှာ9 6ပေါင်းချင်းဘလောက်လဲ1နော်96ပေါင်းချင်း1 1ကိုတပွင့်တိုးရင်2ဟုတ်ပြီနော်အဲ့ဒီ2က ဒီမှာတစ်နှစ်ကတလုံးထိတ်ဒီကောင်ကထိတ်နော်အဲဒီမှာတစ်နှစ်တလုံးထိတ်ဟဲ့ဒီကောင်ထိတ်ဟောပြီနော်ဗာထိတ်စီလေတစ်ထိတ်လို့သူထွက်တယ်ဟောနော်တစ်ရှိလို့ထွက်တယ်နောက်ပြီးမှအပိတ်ကတခါသွားမယ်နော်အဲ့တော့တစ်နှစ်ထိတ်လို့ရပြီအပိတ်ကနောက်မှသွားမှာလားအဲ့ဒါတပွဲနော်နောက်တစ်ခါဒီမှာနောက်တစ်ပွဲထပ်ကြည့်မယ်ဒီမှာ၈၅၈၅အပေါင်းပေါ့နော်၈၅အပေါင်းနေသည်ဘယ်လောက်လဲ၃ ၃တက်တပွင့်တိုးရင်၄၃လေးရဒီကောင်ထိတ်တဲ့နော်ဒီကောင်ထိတ်ဆိုတော့ဒီမှာဘာထွက်လဲ၄၃ညာလို့ဒီမှာ၄ထိတ်ထွက်တယ်ဒီမှာ၁ထိတ်ဟောပြီနော်တလုံးထိတ်နှစ်ပင်ရှိပြီနော်ကဲဒါဆိုရင်နောက်တစ်ပွင့်ဆက်ကြည့်မယ်အဲ့တော့ဒီမှာတက်ငါပေါင်းချင်းဒီဘလောက်လဲ6 6တပွင့်တိုးရင်ခွန်6ခွန်ဒီဒီမှာတလုံးထိတ်တဲ့ဟောပြီနော်ဘာထွက်လဲ6ထိတ်နဲ့69လို့ထွက်တယ် ဟုတ်ပြီနော်ကဲဒါဆိုရင်အခုမနေ့ဖြစ်အောင်ကြည့်အောင်ဟိအဲအဲအဲမှားနေပြီလားမှားနေပြီလားဒီကောင်ဒီကိုသွားဒီကောင်ဒီကိုသွားဩမမှားမမှားဒီမှာဒီမှာဒီမှာတက်ငါနော်တပိန်ကြော်ပြီးတော့ဒီမှာဒီမှာ6ထိတ်လို့သူကြာမှာနော်ဒီမှာကြာမှာဒီမှာ sorry နော်ဒီမှာဖေဒီမှာကြာမှာမှားပါတယ် sorry sorry ဒါကြောင့်မရှိလေပါနော်တပိန်ကြော်သွားတာနော်ဒီမှာ1ဟလာနော်ဒီမှာတပိန်ကြော်တပိန်ကြော်ခုနကတော့ tí tiên này tí tập về chỗ gì mà tập lông thấy nó là cái thì mà tô tô ly thì tập tập về chỗ gì mà ly thấy nó cái rồi thì mà cháu cháu con thì tí tập về chỗ thì mà tập lông thấy rồi cháu thấy được thuận cái đó rồi cũng được mà cô nó cô tàu nhà cô đây chỉ giả tàu nhà cô tàu nhà thì gì vậy thì mà tập lông thấy để thì còn thấy nó không bị cái cô tôi này nó thay rồi vậy, đại ca ခဲ့တာဆိုရင်လေးပင်ကူပဲเนาะတချို့ကလေးပင်ကူကြက်တယ်အဲ့တော့ဆရာလည်းဒီလိုမှားနာတယ်လေဒီတစ်ပတ်ကိုဒီတစ်ပတ်နောက်တစ်ပတ်ကိုအဲ့တို့လေးပင်ကူတွေကြီးပဲဆရာရှာပြီးတော့လေးပင်ကူကြီးပဲဆရာလုံးကြည့်မလို့เนาะသုံးပင်ကူကသူကကြခဲတယ်မကြလိုက်ရင်တော့လေသူကတော်တော်မိုက်တယ်အဲ့တော့အဲ့လိုဒီနောက်တစ်ဖက်အထီးကျားအဲ့လိုလေးပင်ကူနည်းနည်းလှုပ်ရှားကြည့်မယ်ပေါ့နော်အဲ့လေးပင်ကူတွေကြီးပဲအကုန်လုံးကျားလို့ရှားကြည့်မယ်မလို့စိတ်ကူထားတယ်ပေါ့နော် ဟုတ်လားအဲ့တော့ကဲအခုဒါဆိုရင်ကိုးတုံညာတလုံးထိတ်လို့ရပြီနော်ကိုးတုံညာထိတ်လို့ရပြီအဲ့ဒါဘာဝင်မလဲဘာထိတ်မလဲကိုးလားတုံညာလားအဲ့တော့တုံညာကတော့ဆရာပူကြိုက်တယ်ဒီဘာဖြစ်လို့ဆိုတော့ဒီနေ့မှတည်းကတုံညာကကြပြီဘာဖြစ်လို့ဆိုဒီမှာငားတွေအပေါ်မှာဒီမှာငားပလူပြောင်ကြတာတွေ့လားနော်အဲ့ဒါပြီးတော့မှ तू ကအဲ့ဒါဆိုရင်တုံညာက तू ကလာတတ်တယ်နော် तू ကငားတွေကြထားလို့ဘောဒါကတုံညာကိုဆရာဝင်နေဖြစ်ပြီးပြောတာအဲ့တော့တခါအပိတ်ကိုတစ်ချက်ကြည့်မယ်နော်အပိတ်ကိုတစ်ချက်ကြည့်တော့မကလာခွဲလိုက်မယ်နော် 对吗？天天拢包咪？俺说包你也不牢了，都，拢把我卸啵了，伫都食就呢，伫一汤多拢会，当食偏咪，所以你嘛古臭款咬落去啊，伫当食就好咯，伫当拢当食偏，安落你嘛咬落去就鸟，当食偏所以你嘛怕肥咪，当、啊啊、的龙拢肥也咪啵？后面侬解点说、嗯 ဒီကနော်ဒီမှာဒီနှလုံး38ဖြစ်လို့တဲ့ဒီအထောင်3လုံးဒီ38ဖြစ်ရမယ်တဲ့ဒီမှာ9ရှိချင်းကြောင့်ဒီမှာ38ပိတ်ရမယ်ခဲ့ဒါဆိုရင်ဒီမှာ38ကအပိတ်တဲ့ဒါကအပိတ်ခဲ့ဒါဆိုရင်ဒီမှာ13နော်13 18ဟုတ်လား23 28ဆိုပြီးကနေ4ခွက်ထွက်တယ်အဲ့တော့ဘာထွက်လဲဒီမှာ18ဆိုသူထွက်တယ်တကွက်အော်မနော်၄ခွက်နော်တဲ့၄ခွက်နော်တဲ့၄ခွက်ကိုတူရတယ်မှာ၁နှစ်ထိ38အပိတ်၁၃၁၈၂၃၂၈ဆိုပြီးကနေ၄ခွက်အဲတဲ့တစ်ခွက်ထွက်တယ်ပေါ့နော်အဲ့ဒါမှာ ောပြီကဲဒါဆိုရင်နောက်တစ်ပွင့်ဆက်ကြည့်မယ်အဲ့တော့တခါဒီမှာနောက်တစ်ပွင့်ကြတော့လေသူကဒီမှာကြည့်ဒီမှာ၃၃လေးတလုံးထိတ်လို့ရတာပဲเนาะ၃လေးတလုံးထိတ်ရတဲ့နေရာမှာဒီမှာဒီနှလုံးဒီလေဘာလဲ၃၃ပါဝါ၈ပဲပေါ့နော်ရှင်းငါပေါင်းရင်38ပဲအဲ့ဒီ38ကြောင်းနဲ့ဒီ3လုံးနေတဲ့38ဖြစ်ရမယ်တဲ့ဆိုတော့ဒီမှာရဲ့8လို့ရှိတယ်ဒါဆိုရင်38ဖြစ်အောင်ဆိုရင်ဘာထိတ်ဘာပိတ်မလဲ9တုံညာလို့ပိတ်ပြရမယ် ဟုတ်ပြီနော်ဒါမှဒီ3 3ရှစ်ဒီမှာ3 8ဒီ3 3ရှစ်ပြောကဲဒါဆိုရင်9 3ညပိတ်မယ်တဲ့နော်ဒီမှာ9 3ညအပိတ်တဲ့ကဲဒါဆိုရင်ဘာကဏ္ဍ၄ခွက်ထွက်မယ်3 5 3 3ည4 5 4 3ညကဏ္ဍ၄ခွက်၄ခွက်မှာဘာထွက်လဲဒီမှာ4 3ညလို့သူကြားတယ်ဟုတ်ပြီနော်နှစ်ပင်ရှိပြီနော်ကဲဒါဆိုရင်နောက်တစ်ပင်ဆက်ကြည့်မယ်နော်ကဲနောက်တစ်ပင်ဆက်ကြည့်တော့ဒီမှာတင့်ငါပေါင်းခြင်းဒီ6 6တဲ့ကြည့်ရခွန် 6တဝင်းတူတော့ခွန်ပေါ့နော်အဲ့တော့6ခွန်တစ်လုံးထိတ်လို့ရတာပြီအဲ့ဒီနေရာမှာအပိတ်ကိုကြည့်အောင်နော်အပိတ်ကိုကြည့်ရောဒီမှာ9 6ပေါင်းရင်းဒီပါလဲတစ်တစ်ပါဝါ6ပေါ့နော်အဲ့တော့တစ်6အောင်လေဒီတစ်6ဖြစ်တယ်လို့ဒီသုံးလုံးပြီးလေတစ်6ဖြစ်ရမယ်ဒီမှာဒါဆိုရင်ဒီမှာ9 6ကတစ်လို့ရှိပြီအဲ့တော့တစ်6ဖြစ်အောင်ဆိုရင်မရှိမလဲ9 3ညပဲပိတ်ပြရမယ်တလုံးဟုတ်ပြီနော်ကဲ9 3ညပိတ်ရမယ်ဆိုတော့ဒီမှာပိတ်လိုက်မယ်9 3ည ပြတာဆိုရင်ခဏ၄ခွက်ထွက်ပြီเนาะဒါဆိုရင်96 93ည86ခွန်အမုံအဲ6 96 93ည85ခွန်93ညဆိုရင်ခဏ၄ခွက်ထွက်မယ်เนาะဒီကောင်ကထိတ်ဆိုတော့65 63ည85ခွန်93ညဆိုထွက်တော့ဘာကြလဲသူက65ဆိုသူတဲ့တယ်ကြာနော်ကဲ3ခန့်မြောက်ဆလားကဲဒါဆိုရင်ဒီတစ်ခါထပ်ကြည့်မယ်ခုမနေ့ဖြင်ကပ်ပါနော်မနေ့ဖြင်ကပ်ကြည့်တော့အခုညတော့ဒီမှာ9လေးပေါင်းခြင်းဒီ9 3ညလို့ထိတ်လို့ရတာလေနော် ကိုယ်တော်ကထိတ်လို့ရတာတဲ့နေရာမှာနော်ဒီမှာဒီနှလုံးပေါင်းမယ်တစ်လေးပေါင်းနေဒီပါလေ9တဲ့9ပေါင်းပါ3ည9တုံညတဲ့နော်အဲ့ဒီ9တုံညဖြစ်အောင်တဲ့ဒီမှာပြန်ထည့်ပြရမယ်ဒီမှာက3လို့ရှိတယ်နှလုံးကနော်ခွန်6က3နှလုံးရှိတယ်ခွန်6နှလုံးပေါင်းရင်3လို့ရတယ်9တုံညဖြစ်အောင်ဆိုဒီမှာပါပိတ်မယ် နှစ်ခွန်တစ်လုံးပိတ်ပေးရမယ်နော်နှစ်ခွန်နှစ်ခွန်တစ်လုံးပိတ်ရမယ်အဲ့တော့ဒီနှလုံးငါးတုံညာဖြစ်သူတို့ဒီသုံးလုံးတွေလည်းငါးတုံညာနော်ဒီသုံးလုံးတွေလည်းငါးတုံညာဖြစ်မှာကဲဒါဆိုရင်ဒီမှာသုံးရှိကြောင်နှစ်ခွန်ပိတ်မယ်တဲ့ကဲဒါဆိုရင်နှစ်ခွန်ပိတ်လိုက်မယ်နော်ဒီမှာနှစ်ခွန်တစ်လုံးပိတ်မယ်ကဲဒါဆိုရင်ခဏလေးဝက်ထွက်လာဘာထွက်မလဲ6 2 6ခွန်3ည2 3ညခွန်ဆိုခဏလေးဝက်ထွက်လာဟုတ်ပြီနော်ကောင်းပြီကဲကနဲတဲလီကွာနော်တဲလီကွာတဲလီကွာကဲဒါဆိုရင်ဒီမှာဘောတဲလိုက်မယ်ကိုနှစ်ကိုခွန် အကုန်းကုကုံတုံနဲ့နှစ်တုံညခေါ်လာနော်ဒါကမနဲ့ပေါ့နော်ဟုတ်ကိုနဲ့နော်ကိုနဲ့ကိုခေါ်ဟုတ်ပြီနော်နောက်တစ်ခါတုံညနှစ်တုံညခေါ်အဲဒါမနဲ့ပိုင်းမနဲ့ပိုင်းနောက်ဒီမှာတစ်ခွက်ရှိသေးတယ်နော်ဒါမနဲ့ဒီထဲမှာဒါမနဲ့ပေါ့ဟုတ်လားဒီကောင်နန်းနဲ့လို့ရေးရမယ်နော်ဟုတ်ပြီ နော်ဒီကောင်နဲ့ကဲကောင်းပြီဒါနဲ့နှစ်ခင်တဲ့လေးကိုနော်တဲ့တဲ့တဲ့လေးကိုဟာလာကဲဒါဆိုရင်နောက်ညနေပိုင်းတစ်ချက်ကြည့်နော်ညနေပိုင်းကိုညနေပိုင်းဆက်လေးကြည့်ဟာလာပန်းကဟိုကနည်းနည်းလေးစားနည်းနည်းပါမယ်မိတ်ဆွေတို့ဤပူတို့ပန်းကဖွင့်တာလို့နော်ဒါလေးနည်းနည်းသိကြီးခံပြီဟာလာကဲဒါဆိုရင်ညနေပိုင်းကိုကြည့်အောင်နော်ညနေပိုင်းကိုဘယ်လိုကြည့်မလဲဆိုတော့ အဲနေခဏလေးခဏလေးဆိုရင်ရှေ့ဟုတ်ဘယ်ရောက်ပါလဲဒီကောင်ကပရိတ်နော်ကောင်ကပရိတ်ဆိုတော့ဒီမှာကโอ้มื้อนี้ฮะโอ้นั่นนี่ว่าเราไม่นี่ดิกองก็ ဘောငါပရိတ်ဘောငါပရိတ်ဘောငါပရိတ်အော်ဒီမှာကတစ်တစ်ထိတ်ဘုမကရှစ်ထိတ်ဟာအိုးအိုးချောက်ကြီးနေတာကွာချောက်ကြီးနေလိုက်တာကဲဒါဆိုရင်ဟာဘလူဘလူမေ့ပြန်တယ်ကွာစိုက်ကနေခွာတော့အကြဟာအဲ့ဒီလိုခဏလေးဒီနောက်တစ်ချက်ကြည့်တယ်မသိဘူး nào được chết sưu lại không? nào được chết sưu lại không ấy số đó à bật lù lẽ quá tôi hả? lâu lâu mì quá rồi quá đi con ạ đi tôi nhà thầy ဒီမှာ၃ညထိတ်မိတ်ဆွေတို့ရဲ့ဒီမှာ၃ညထိတ်เนาะညနေပိုင်းဒီမှာ၃ညထိတ်ရှိတာ၃ည၅နဲ့၃ည၃နဲ့အဲ့နှစ်ကွက်လာမှာเนาะသူအဲ့နှစ်ကွက်လာမှာဒီကောင်ကပရိတ်ကငါ၃ညပရိတ်နဲ့ဒီမှာ၃ညထိတ်မဩအဲ့လိုမိတ်နေမိတ်နေကဲရပြီတွေ့ပြီတွေ့ပြီဆိုတော့ကဲဒီမှာဒီမှာတင့်เนาะဒီမှာတင့်တင့်တဲ့ခတ်တည်းကြီးတဲ့ဒီမှာရှစ်လို့သူကထိတ်စည်းဝယ် အဲ့ဒီမှာတင့်နော်ဒီမှာတင့်ရဲ့နက်ခါတပင်ကြောင်းနော်ရှစ်လို့ထိတ်စီဝင်တယ်။ तू तू လဲလမ်းကြောင်းကောင်းတယ်နော် तू လဲလမ်းကြောင်းကောင်းဒီမှာတင့်တင့်ရဲ့နက်ခါဒီတပင်ကြောင်းထိတ်စီနော်နောက်တစ်ချက်ထပ်ကြည့်မယ် तू ကတလဲစီသွားတာနော်ဒီမှာငါးငါးပါဝါစီ၃ညဒီမှာနက်ခါနော်တင့်နက်ခါဒီရှစ်နောက်တစ်ခါဒီမှာငါးငါးပါဝါစီ၃ညဟောနောက်တစ်ခါအဲ့တရှစ်ပဲပြန်ကြမယ်နော်ဘာဖြစ်လို့လဲဆိုဒီမှာကြည့်ဒီမှာရှစ်လို့ခံတာတွေ့လား तू အောက်မှာရှစ်ရှိနေရှစ်ရှိတော့ရှစ်နက်ခါဒီဒီမှာတင့်လို့ပြန်ဆင်းလာတယ်နော် တည့်နှက်ခတ်သည်ရှစ်ထိတ်ငါဘဝသည်တုံရထိတ်နောက်တစ်ခါဒီမှာတည့်နှက်ခတ်သည်ရှစ်ထိတ်အခုတစ်ခါဒီမှာငါလို့သူပြန်ပေးထားတယ်မိတ်ဆွေတို့အရန်ကောင်းတယ်အဲ့ဆက်လေးတည်းဆရာတော်တော်ကြိုက်တယ်နော်နော်အဲ့ဆက်လေးတည်းဆရာတော်တော်ကြိုက်တယ်ဒီဒီမှာတည့်နှက်ခတ်သည်ရှစ်ထိတ်ဒီမှာငါခင်တာတွေငါခင်တာတွေငါဘဝသည်တုံရနော်ဟောပြီးတော့တစ်ခါနှက်ခတ်ပြန်ရှင်းတယ်ဒီမှာရှစ်ရှစ်တည်းပြရတွေ့တပင်ကျော်ပြီးတော့ရှစ်နှက်ခတ်သည်ထိတ် စ်လူစင်းတယ်နော်အဲ့ဒီတည်းတော့ငါးလို့သူပြန်ခင်းလာတယ်ဟုတ်ပြီလားအဲ့တော့ငါးပါဝါနဲ့ပြန်သွားမယ်ဒီမှာနှက်ခတ်ဒီမှာပါဝါဒီမှာနှက်ခတ်ဒီမှာပါဝါနဲ့ပြန်သွားအဲ့တော့သူ့ပါဝါစီတုံညာထိတ်တဲ့မိတ်ဆွေတို့ရဲ့ဒါကညနေပဲနော်ဟာဒါကသူ့ဆိုင်ကအရန်ကောင်းတယ်နော်ကဲဒီမှာတုံညာထိတ်တဲ့တုံထဲ့လိုက်ပြီကြာလို့နော်ဒါညနေပဲနော်တုံညာထိတ်လို့သူကပေးတယ်လှတယ်နော်ဆိုင်တွေတွေ့လားသူသူခင်းနေပုံကြည့်ဒီမှာ တရရှိ9 3ည9 3 9 3အရန်ကောင်းတယ်တွေ့လားအဲ့လိုခဲနေတာနော်တရရှိ9 3ည9 3ည9 3ညဟာလားအဲ့တော့ဒီမှာ3ညလို့ခံလိုက်ရင်လည်းကောင်းတယ်ဒီမှာ9ပေါ့နော်အဲ့တော့ဒီမှာသူ့ဘာသူအော်တိုပြန်ဆင်းလာတယ်ဒီမှာ9ခင်းပေးကြတဲ့အတွက်3ညထိပ်သူအော်တိုဝင်လာတာကဲအဲ့ဒီနေရာမှာဗရိတ်နဲ့တစ်ချက်ချုပ်လိုက်မယ်ကြာလို့နော်ဗရိတ်တစ်ချက်ချုပ်မယ်နောက်တစ်ခါအပိတ်တစ်လုံးပြန်ပြတတ်တတ်အဲ့တော့ဒီမှာတက်တည်ရဲ့တက်နှက်ခါ၈တည်၈ထိပ်လို့ရတဲ့နေရာမှာ ဒီမှာရှစ်ထိတ်နော်ဒီအလဲရပတ်ကောင်းတယ်နော်ဒီရှစ်ထိတ်နဲ့ဒီအပိတ်နဲ့ပေါင်းခြင်းဒီဘယ်လောက်လဲနှစ်တဲ့အဲ့ဒီနှစ်ဒီဒီမှာအဲ့ဒီနှစ်ဒီဒီမှာပရိတ်တဲ့ဟောကဲဒါဆိုရင်ရှစ်ထိတ်ကိုနှစ်ပရိတ်နဲ့ဆိုတော့ရှစ်လေးလို့သူတခွက်တည်းသူထည့်လို့ရဟုတ်ပြီနော်ဒါတပင်နော်ရှစ်လေးလို့သူတခွက်တည်းသွားတာကဲဒါဆိုနောက်တစ်ပင်ဆက်ကြည့်ဒီမှာ9တဲ့9ပါဝါစီ3ညာထိတ်တဲ့ဟောအဲ့ဒီနေရာမှာ ဩဒီကောင်းဟောလေပြိတ်ကနှလုံးနှလုံးနော်ဒီနှစ်နှစ်နဲ့ခါလေးနှစ်လေးနှစ်လေးပြိတ်ဒီကောင်းလေးပဲထည့်ရမှာနော်နှစ်လေးပြိတ်ဆိုတော့နှစ်လေးပြိတ်ဆိုတဲ့ခါကျတော့သူကရှစ်ထိတ်ကိုနှစ်လေးပြိတ်လဲဆိုရင်ရှစ်လေးရဲ့ရှစ်ချောင်းရဲ့နှစ်ကွက်ပဲသူထွက်မှာနော်ဟုတ်ပြီနော်ရှစ်လေးရှစ်ချောင်းဒီနှလုံးပေါင်းရင်ရှစ်လေးပေါင်းရင်ဒီနှစ်နှစ်နဲ့ခါဒီလေးနှစ်လေးပြိတ်အဲ့တော့ရှစ်ထိတ်ကိုနှစ်လေးပြိတ်လဲဆိုတော့ရှစ်လေးရှစ်ချောင်းဆိုပြီးသူကနှစ်ကွက်ရအောင်ဟုတ်ပြီနော်ကဲဒီမှာလည်းအလားတူအတန်းသွားမှာ ်ငါးပါဝါသည်တုံညာထဲဣတဲ့နော်ဖုံးနေနေထောင်းလာအေးဟုတ်ပြီအဲ့ဒါမှအဆင်ပြေမယ်နော်အဲ့တော့ဒီမှာငါးပါဝါသည်တုံညာထဲဣတဲ့နော်အဲ့ဒီတုံညာထဲကိုဒီမှာဗရိတ်ကဒီလိုတွားမယ်ဒီမှာရှစ်နော်ဒီမှာရှစ်ဒီမှာနှစ်အဲ့တော့ရှစ်နှစ်ပေါင်းခြင်းဒီဘလောက်လဲတုံညာတုံညာနှစ်ခါကခွန်တဲ့အဲ့တော့ခွန်တုံညာဗရိတ်ပါတဲ့ဒီမှာဆိုတဲ့ခါကျတော့တုံညာထိတ်ကိုခွန်တုံညာပရိသေဆိုရင် तू ကမထဲမလဲတုံညာခွန်ရင်တုံညာတုံညာရင်နှစ်ကွက်ပဲထွက်မယ် ဟုတ်ပြီနော်ကဲဒါဆိုတော့300 300လောက်တူတစ်ခွက်ကြလာရပြီနော်နှစ်ခက်ရှိပြီနော်ကဲကဲနောက်တစ်ခက်ကြည့်မယ်အဲ့တော့ဒီမှာရှစ်လို့ပြန်ခင်ရပြီတဲ့အဲ့တော့ရှစ်နှစ်ခက်ကြည့်ရဒီမှာတစ်ထိတ်လို့ရပြီအဲ့ဒီနေရာမှာဒီမှာ6ဒီမှာ3နော်6 3နှလုံးပေါင်းခြင်းဒီဘယ်လောက်လဲ9တဲ့အဲ့တော့9နှက်ခတ်ဒီ6တဲ့9 6ကပြိိပါတဲ့ဒီမှာနော်9 6ပြိိတဲ့9 6ပြိိတစ်ထိတ်ကို9 6ပြိိဆိုတော့ तू ကဘာထည့်မလဲ1 5 1 8နှစ်ကွက်ပဲ तू ကြာတယ် ုတ်ပြီနော်အဲ့ဒီနိုင်မှာတက်ငါလို့သူထွက်ခဲ့ပြီတဲ့တကွတုံးကဟုတ်ပြီနော်ကဲဒါဆိုရင်အခုမနေ့ဖြန်ညနေကိုကြည့်မယ်နော်ခုနကတော့ဒီမှာ၄ခွက်ရတာပြီနော်ကဲမနေ့ဖြန်ညနေကိုကြည့်တော့အခုဒီမှာငါလို့ပြန်ခင်းတာပြီအဲ့တော့ငါပါပါသည်တုံးညထည့်တယ်ဒါကြောင့်ဇာဒီမှာလည်း၉တုံးညရှိနေတယ်ဒါကြောင့်မနေ့ဖြန်တုံးညတလုံးချင်းတီလောက်ပြီလို့ပြောတာဟုတ်ပြီနော်အဲ့တော့ဒီမှာငါပါပါသည်တုံးညထည့်တယ်သူကတလှည့်ကြီးနော်နှစ်ခါပါပါနှစ်ခါပါပါလို့လာအဲ့တော့တုံးညထည့်တယ်အဲ့ဒီနေရာမှာဒီမှာ၁နော်ဒီမှာ၄ ဟာအဲ့တော့ဒီတစ်လေးပေါင်းခြင်းဒီကဘယ်လောက်လဲ9တဲ့9နှစ်ခတ်ဒီ3တဲ့အဲ့တော့ပရိက9 3ပါတဲ့ဒီမှာဆိုလို့ရှိရင်ဗာထက်နှစ်ခွက်ပဲအဲ့တော့9 3ဆိုတဲ့ခါကျတော့3ည9 3ည3ဒီနှစ်ခွက်ရဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တော့နောက်အပိတ်တွေတလုံးပြမယ်ဒီနားမှာနော်သူကလည်းမတော်တဆဘုံစုထိုးစင်းလာရင်သူက3နဲ့9ရဲ့ကြားမှာ4ဆိုတာရှိအိုးတမ္ပတ်နော် ဒီမှာဒါ3နော်အဲ့တော့3နဲ့5နဲ့ကြားမှာ၄ထည့်လိုက်လို့ရှိရင်ဘာဖြစ်မလဲ3 4 5ဖြစ်သွားမှာအဲ့တော့ကျားတို့က3ည5 3ည3လို့ထိုးတော့လေတခါတလေဖြစ်တတ်တယ်အဲ့ဂျားရဲ့အကောင်ထွက်လာတယ်เนาะအဲ့ဒီတော့၄ကိုထည့်တဲ့နေเนาะဘယ်လိုထည့်ရမလဲဆို၄ရဲ့သူကတမိုင်းရှိနေဒီမှာနောက်ဒီမှာတစ်ချက်ပြဒီမှာအထောင်3လုံးပေါင်းမယ်6 6 4လုံးပေါင်းခြင်းဒီ၄6 6 4လုံးပေါင်းခြင်းဒီ၄တဲ့နောက်တစ်ခါဒီမှာ2 2 3ည သုံးလုံးပေါင်းချင်းတွေလည်း၄ပါပဲတဲ့ဟောဒီမှာ6 9ဟော6 3 5ဒီသုံးလုံးပေါင်းတော့လည်း၄ပါပဲတဲ့ကဲဒါဆိုရင်လည်းဒီမှာ၄လို့ဖြစ်မယ်ဆိုရင်ဘာဝင်မလဲဒီမှာ30ရှိ၄တလုံးပိတ်ရမယ်နော်၄အဲ့တော့ဇာတ်ရဒီနှစ်ခုထိုးရင်ခုနသူ့ကြားတဲ့ကဏထွက်လာမှာတစ်ချက်ပူရတယ်နော်ဒီမှာလည်း၄ရပြရတယ်တော့သုံးခွက်ထိုးရမယ်နော်သုံးခွက်ကြိုက်ရင်ပေါ့လေအဲ့ဒါမကြိုက်ရင်တော့လည်းသဘောပေါ့ဒါဆိုရင်သုံးခွက်ထည့်ရမယ်နေရာမှာဒါကညံ့နေနော်ဒါက nhẹ của là ố ta gà nhẹ nó ấy này mà nó phải này đấy muốn là tổ nhà tổ tổ nhà thầy của tổ liên nga cậy ông của nó được mà à là tổ nhà tổ tổ nhà lý tổ nhà ngà nó kể ai tổ quận nè ta nhà này là tổ quận nó ်3ည3 3ည4 3ည5ဒါညနေပိုင်း3ကွက်ဒါကမနက်ပိုင်း4ကွက်ဟုတ်ပြီနော်ကဲဒါဆိုရင်အခုမနက်ပိုင်း2ကွက်ဇာအကြိုက်ဆုံးစိုက်ပြမယ်ဟုတ်တယ်မဒါမနက်ပြန်ညနေမနက်ပိုင်းကိုဒါအကြိုက်ဆုံးစိုက်တစ်ဆိုက်ဇာပြမယ်နော်ဒါကဇာတော်တော်ကြိုက်တယ်ဒီဆိုက်နော်အဲ့တော့ဒီဟာမျိုးကအခုဒီအခုစီကပြမယ်ဆိုင်မျိုးကဒဲမဟုတ်တော့တော့အချိန်ဖြစ်ဒဲချိန်ဖြစ်တတ်တယ်။နောက်ပဋိဒိဘာတွေလောက်ရတယ်ဒီဆိုင်မျိုးကလေ။နော်။မကြည့်တစ်ချက်ကြည့် နှစ်၄လုံးပေါင်းလား855နှစ်၄လုံးပေါင်းခြင်းဒီဘယ်လောက်လဲ၃ညတဲ့ဟုတ်ပြီနော်တပင်နှစ်ပင်ချားမယ်ဒီမှာ1586 4လုံးပေါင်းခြင်းဒီလေ၃ညပဲတဲ့ဟောတပင်နှစ်ပင်ချားမယ်5 4 5 6 ဒီလေးလုံးပေါင်းညစ်နေတယ်တုံညပဲတဲ့ဟောညီလာပြီတွေ့လိုက်အမသူဆိုင်ကအပင်ချားညီနေတယ်နော်တုံညတုံညတုံညနဲ့သူပေးလာတာတွေ့လားဒီလေးလုံးပေါင်းတုံညနှစ်ပင်ချားဒီလေးလုံးပေါင်းတုံညနှစ်ပင်ချားဒီလေးလုံးပေါင်းတုံညအဲ့လိုဖြစ်လို့ညီွားလို့အခုကဆရာကနန်းတော့ဒီဆိုင်ကိုကြိုက်တယ်လို့ပြောတာပေါ့နော်အကဲဒီမှာမဖြစ်ခဲ့ရင်တော့အခုယူစီယာအပိုင်မရှိတော့ဘူးဟာလားကနန်းဆိုရင်အဲ့ဒါကြောင့်သူကဘလို့ဒီတုံညဖြစ်လို့ဘလို့လာတယ်ဆိုတော့တစ်ချက်ပြနော်အဲ့တော့ဒီမှာကြည့် အဲ့တော့ဒီလေးလုံးတုံညာကြအောင်တယ်ဒီမှာဒီသုံးလုံးဒီတုံညာလို့ပြန်ထည့်ပေးရမှာဟုတ်ပြီနော်ဒီမှာတဲ့လားဒါဆိုတော့ဒီမှာနှစ်ရှစ်ရှိရင်တော့တုံညာအပိတ်လူလူရတာနော်ဒီလေးလုံးတုံညာဖြစ်လို့ဒီသုံးလုံးတုံညာလို့ပြန်ထည့်တာနော်ပြန်ထည့်တဲ့အခါကျတော့သူကဒီမှာနှစ်နဲ့ရှစ်နှလုံးရှိနေခြင်းကြောင့်ဒီမှာတုံညာလို့ပိတ်ပေးရမှာဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပွဲဆက်ကြည့်မယ် ဒီလေးလုံးတမသုံးရလို့ခင်းပြီအဲ့လိုခင်းလိုက်တာ ਨੇ တဲ့ဒီမှာ96နှလုံးရပြီ96နှလုံးကပါလဲငါးငါးဆိုတော့သုံးရဖြစ်အောင်ဆိုရင်တဲ့ဒီမှာပါပိတ်မယ်ငါးတစ်လုံးထပ်ပိတ်ပြီးရမယ်ဒါဆိုအဲ့ကောင်နဲ့သုံးရလို့ရပြီဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီမှာဒီလေးလုံးဒီလေးသုံးရလို့ရပြီနော်အဲ့သုံးရရိုက်ထားလို့တဲ့ဒီကောင်နဲ့ဒါနဲ့တဲ့သုံးရလို့ပြန်ထည့်ပြီးရမှာတဲ့ဆိုရင်အဲ့ဒါပါပိတ်မယ်အပိတ်တစ်လုံးဟင်အပိတ်တစ်လုံးပါပိတ်မယ်လေ ဆိုတော့ဒီမှာသုံးရှိချင်းတော့ခွန်ဆိုတဲ့ကဏ္ဍတစ်လုံးဒီဒီပိတ်ပြီးရမှာဆိုတော့ခုနကတော့မနှက်ပိုင်းကဆရာပြထားခဲ့တဲ့ကဏ္ဍအရန်လှနေပြီနော်ဒီကဏ္ဍလေးခွက်ထဲမှာတွေ့လားနော်ကိုတုံညာထိနှစ်ခွန်ပိတ်နေဆိုတော့ခွန်တစ်လုံးကအပိတ်ကတေချာသလောက်ကြာသွားပြီဟုတ်လားနော်ကဲထားခွန်တစ်လုံးပိတ်ပြီးရမယ်တဲ့ဒါဆိုဒီတုံညာဒီတုံညာလို့ရိုက်ပြီနော်အဲ့ဒီနေရာမှာဒီမှာကြည့်အဲ့တော့တုံညာလို့ပိတ်ပြီးရတယ်တဲ့ထိတ်ကြထိတ်ကိုကြည့်မယ်နော်ထိတ်ကဘယ်လိုပြဘယ်လိုကြည့်မလဲဆိုတော့ဒီမှာ ဒီမှာ၈ဒီမှာ6เนาะဒီ၈ဒီ6ပေါင်းခြင်းဒီဘယ်လောက်လဲ၄တဲ့ဒီ၈ဒီ6ပေါင်းခြင်းဒီ၈6ပေါင်းခြင်းဒီ၄အဲ့ဒီ၄ဒီဒီမှာ၄ထိပ်ပါတဲ့ဟောခဲ့တာဆိုတော့၄တုံလားလို့တကွရပြီးသွားတာเนาะဒီမှာဒီ၈ဒီ6ပေါင်းခြင်းဒီ၄เนาะအဲ့ဒီ၄ဒီဒီမှာ၄ထိပ်တဲ့ဟောပြီလို့ဒါဆို၄တုံလားလို့တကွရရခဲ့တာဆိုရင်ဒီတုံများကြောင့်နဲ့ဒီတုံများဖြစ်အောင်၅လို့တလုံးပိတ်ပြီအဲ့ဒီနေရာမှာတဲ့ဒီမှာဒီ၁ဒီ၅ နော်ဒီမှာတက်ငါးနှလုံးပေါင်းခြင်းဒီ6အဲ့ဒီ6ဒီဒီမှာ6ထိပ်ပါတဲ့ကဲဒါဆိုရင်65လို့သူတို့ကွက်တယ်ထွက်လာတာဟုတ်ပြီနော်ကဲအခုဒီမနေ့ပြန်ပွဲကိုဒီ၄လုံးပေါင်းရင်၃ညအဲ့ဒီ၃ညကြောင်းနဲ့ဒီ၃ညဖြစ်အောင်ဒီမှာ၃ရှိခြင်းကြောင့်ခွန်လို့ပိတ်ထားပြီဒီလိုအဲ့ဒီနေရာမှာဒီမှာ9ဒီမှာခွန်9ခွန်ပေါင်းခြင်းဒီနှလုံးကပါလဲနှစ်အဲ့ဒီနှစ်ဒီဒါရတဲ့ င်မနှစ်ထိပ်ပါတဲ့ကဲမိတ်ဆွေတို့ရေအဲ့မှာအဲ့ဒီမှာအဲ့ဒီမှာတကွက်ကောင်း29ခွန်နဲ့ဗျာနှစ်ခွန်နဲ့ဟောဟိုမှာကအဲ့တော့ခွန်တစ်လုံးကအသေးကြာတော့ဖြစ်သွားပြီအဲ့တော့ဒီနှစ်ခွန်တကွက်ထည့်လိုက်မယ်နော်မနေ့ပိုင်း5ခွက်ဖြစ်သွားပြီဟဲ့လားကဲအားလုံးပဲအဲ့တော့ဆီယတာအကြိုက်ဆုံးပေါ့နော်ဒါတကွက်ကောင်ဒီဆိုင်အလုံးလုံးမှာနော်ဒီဆိုင်ကကျင်းတီပေါင်းလုံးလုံးမယ်အဲ့ဒါဘယ်လိုလုံးမလဲဒီကောင်ဒဲပဲထိုးဆင်းလိုက်မလား နော်ဓမ္မမဟုတ်ထိုးရမှာတော့ဒီကောင်ခွန်အပိတ်နဲ့ဒီ၃ခွက်ကိုပို့ထိုးရမှာပေါ့နော်ကိုခွန်၃ညခွန်၂ခွန်အဲ၃ခွက်ကိုမင်းနည်းနည်းတင်ထိုးပြီးတော့ဂျန်နဲ့၂ခွက်ကတော့ရံပေါ့နော်ဒီမှာဒီမှာနော်၂ခွန်ဟာလားအဲ့တော့ဒီကောင်၃ခွက်ကိုနည်းနည်း main တင်လိုက်ပေါ့နော်ဒီကောင်၃ခွက်ကိုနည်းနည်း main တင်ထိုးမှာမနေ့ပိုင်းကိုကြည့်ရင်ပေါ့လေဟာလား ဒါကညနေစာနော်ဒါမှမနဲ့ပါကြဒီနှစ်ခွက်ကဒီနှစ်ခွက်ကနည်းနည်းဒီရံပေါ့ဟုတ်လားဒီနှစ်ခွက်ကရံထိုးနော်ဒီနောက်သုံးခွက်ကဒါမင်းဘာဖြစ်လို့ဒီမှာခွန်ရှိနေတာဟုတ်လားဒီမှာနှစ်ခွန်လို့သူကြားထားတဲ့အတွက်အဲ့ဒီနှစ်ခွန်ကဒါအကြိုက်ဆုံးပေါ့လေဆရာတော့ဟုတ်လားဆရာတော့ဒီကောင်အလုံးလုံးလိမ့်မယ်နော်ဒီကောင်ဘယ်လိုအလုံးလုံးမလဲအဲ့နှစ်ထိတ်နေပဲလုံသွားမလားနော်ဒါမှမဟုတ်ရင် ခွန်ပိတ်နေပဲယူရမလားပရိတ်ကိုပဲလုံမလားအလုံးလုံးလိုက်မယ်ဆရာဟဲ့ဒီခွန်ဆိုင်နော်အဲ့ဒါကဲအဲ့တော့ကျန်တော့အကောင်းဆုံးအကောင်ဆုံးအနေနဲ့ဆရာတက်ပြီးလိုက်ပါလေဟာအာဘာဖြစ်အဲကြိုက်တယ်လို့လို့တို့တုံးကြပြီတော့တော့နော်ဒီမှာနော်ဒါမနေ့ပိုင်း၅ခွက်နော်ဒါကညနေပိုင်း၃ခွက် ်အဲ့ဒါတနေ့ကောင်သာ၈ကွက်မနေ့၅ကွက်ညနေ၃ကွက်ဟာလားကဲအားလုံးပဲဘိုင်ဘိုင်ကဲနောက်ထပ်ညကျရင်ပြန်ဆောင်ကြမယ်လို့နော်အားလုံးပဲစိတ်အချမ်းသာချင်းကိုဦးတင်ပါချင်းပြည့်စုံကြပါစေလို့ဆန္ဒလေးတနလုံးကပြည့်ကြပါစေနော်အဲ့တော့ချဲ channel လေးကို subscribe နှိပ်ရသေးတယ်မိတ်ဆွေများ subscribe လေးနှိပ်ပြီးအားပေးထားကြကြပါဦးတောင်းဆိုပါလားနောက်ပို့လာဆရာအကောင်းဆုံးနေနဲ့ဆက်စပ်ကြိုးစားရှာဖွေပေးပါမယ်လို့နော်ကဲဘိုင်ဘိုင်